ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14အငယ်26ဖြစ်ပါတယ်မြမဆံမီပါရာပြန်ကျမ်းကိုဖတ်ချင်ပါတယ်တို့တော်ငှနာမ၌ခမီးတော်စေလို့တော်မူမိကိုညီမဆသူတီးဟုတော်တန်ရှင်းသောဝိညာဉ်တော်သည် အရာခတ်သိမ်းတို့ကိုတင်တို့အားတွန်တင်တော်မူ၍ငါပြောဆိုခဲ့သမျှတော့အရာတို့ကိုတင်တို့အားပြန်လဲတတိယစီတော်မူလိမ့်မည်ချစ်တော်ညီကိုမောင်မတော်ကျွန်တော်အမြဲတမ်းပြောတယ် ယေရှုခရစ်တော်ကိုမိမိကိုယ်တိုင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့ယုံကြည်သူတယောက်ဟာသူ့အထဲမှာပါရှိလေ။တန်ရှင်တော်ဝိညာဉ်တော်ရှိပါတယ်။ဟာလေလုယာ။တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့အထဲမှာဂိမ်းဖို့နေတယ်လို့ကျမ်းစာထဲမှာအတိအလင်းပြောပြီးသားဖြစ်ပါတယ်။ကျွန်တော်တို့ခရစ်ယာန်ယုံကြည်သူတိုင်းစစ်မှန်တဲ့ခရစ်ယာန်ယုံကြည်သူတိုင်းဟာကျွန်တော်အထဲမှာတန်ရှင်တော်ဝိညာဉ်တော်ရှိပါတယ်။အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကတူတီပေါ်ပြတဲ့အလုပ်ကိုလုပ်ပါတယ်ကျွန်တော်အထဲမှာ။အပြစ်ကို အပြစ်ကိုအပြစ်မှန်ကျွန်တော်တို့လှုပ်လာတဲ့ခါမှာတန်ရှင်တော်ဝိညာဉ်တော်ကတို့ထိပ်ဖို့ပြပါတယ်ဘလို့တို့ထိပ်ဖို့ပြလဲယုံကြည်သူတယောက်ကဘုရားမနစ်တဲ့အရာကိုလှုပ်နေပြီးဟေ့ဆိုလို့ရှိရင်ကျဲစကားကိုချက်ချင်းတည်ရစေပါတယ်ကိုနားထောင်ထားတဲ့တရားသေတနာကိုချက်ချင်းတွားတည်ရစေပါတယ်ဒါမကောင်းဘူးလေဒါအပြစ်လေဒါမဟုတ်ဘူးလေဒါနေမလှုပ်ရဘူးလေဒါနေရိခရိယံစစ်မှန်တဲ့ခရိယံတယောက်အနေနဲ့ဒီဟာမလှုပ်တင့်ဘူးလေဒီဟာမလှုပ်ရဘူးလေဘုရားမနစ်တဲ့ဘူးလေဆိုတဲ့အရာကိုနှလုံးသားထဲကနေတို့ထိပ်ပါတယ် ြောမှဆိုမှတော့ရင်လေတန်ရှင်တော်ဝင်းရင်တော့ချစ်ချင်းတတိပေးပါတယ်စေမိတယ်ဆိုပါစို့တန်ရှင်တော်ဝင်းရင်တော့အထက်ကနေဟာနေခရိယန်တယောက်မဆဲရဘူးလေအဲ့လိုနှလုံးသားထဲကနေတူထီတယ်ကျင်းစာထဲကကျင်းစကားတွေကိုနားလေစေတယ်ပြန်လေတတိယစေတယ်ကျွန်တော်အမြဲပြောတယ်လေကျွန်တော်တို့တရားစီတာမနဲ့တိုင်းနားထောင်လာတာနားထောင်သွားတဲ့သူတွေအားလုံးမမိလားဆိုမမတ်မိပါဘူးကျွန်တော်ကိုယ်တိုင်ကတလောက်မြများဟောခဲ့တယ်ဆိုပေမဲ့အားလုံးကိုမမတ်မိလားဆိုမမတ်မိဘူးအဲ့လိုမမတ်မိတဲ့အတွက်ကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ ဟောလိုက်တဲ့တရားသီတနာကျွန်တော်တို့ကြားနာလိုက်တဲ့တရားသီတနာကိုလိုအပ်တဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ကပြန်လဲတတိယစေတာဖြစ်တယ်ဟာလေလုယာပြန်လဲတတိယစေတာနားထောင်ထားတဲ့အရာကျွန်တော်ခံယူထားတဲ့နှုတ်ကပတ်တော်ဖတ်ထားတဲ့ကျမ်းစာဖတ်ထားတဲ့တမန်ကျမ်းစာကိုနှုတ်ကပတ်တော်ကိုလိုအပ်တဲ့အခါမှာကျွန်တော်တို့ကိုပြန်လဲတတိယစေတာဖြစ်တယ်အာမင်ဒါကြောင့်တို့ထိပေါ်ပြမှုရှိပြီးမှလိုက်နာဆောင်ရွက်မှုမရှိရင်ဘုရားရှိခိုးမှာအချင်းကြီးပါလို့ခွန်အားပေးခြင်းတယ် အပြစ်ကိုအပြစ်ပါလို့တန်ရှင်တော်ဝိညာဉ်တော်ကတူထိလာတဲ့အခါမှာတင်မလိုက်နာဘူးဆိုရင်ဘုရားရှိခိုးမှာအချင်းကြီးဖြစ်သွားလပါလိမ့်မယ်ကျွန်တော်တို့လှုပ်တာမားတယ်ဆိုတဲ့အရာကိုတန်ရှင်တော်ဝိညာဉ်တော်ကတတိပေးလာတဲ့အခါမှာပေါ်ပြလာတဲ့အခါမှာကျွန်တော်တို့မလှုပ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘုရားရှိခိုးမှာအချင်းကြီးပါပဲကျွန်တော်တို့မားမိတော့မယ်မားမိတော့မယ်မမားမိခင်မှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့စကားကိုနားထောင်ပြီးတော့မှလှုပ်ဆောင်ဖို့ရဲ့အတွက်အင်မတန်အရေးကြီးပါတယ်ချစ်တော်ညီကိုမောင်တို့ ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်အထဲမှာရှိတဲ့အခါမှာကျွန်တော်တို့ဒီဘယ်လိုလှုပ်ဆောင်မလဲဆိုတာတန်ရှင်တော်ဝိညာဉ်တော်ကတုတ်ထိဖော်ပြလာတဲ့အခါမှာချက်ချင်းလှုပ်ဆောင်ပါချက်ချင်းနောင်တရပါချက်ချင်းနောင်တရပါဒါကတော့ဘုရားသခင်တင့်ကိုတုတ်ထိတာဆုံးဖြတ်ရမှာကကျွန်တော်တို့တာဝန်လေမနေ့ကလည်းကျွန်တော်တို့ပြောပြီးပြီယေရှုခရစ်တော်ကကျွန်တော်အထဲမှာရှိတယ်တန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်အထဲမှာရှိတယ်ဆိုပေမဲ့ဘုရားသခင်ကကျွန်တော်တို့အထဲမှာရှိပြီးကျွန်တော်တို့ကိုဆက်ရုပ်လို့လာမထိန်ချုပ်ဘူးကျွန်တော်တို့ကိုယ်တိုင်ဆုံးဖြတ်ရတာဖြစ်တယ်ဒါကြောင့် ဘုရားသခင်လာတူထီးတဲ့အခါမှာပေါ်ပြတဲ့အခါမှာစကားပြောတဲ့အခါမှာကျွန်တော်လိုက်နာပါနာခံပါချက်ချင်းဆောင်ရွက်ပါ နောင်တရပါဆိုတော့တူထီးပေါ်ပြမှုလို့ပြောလိုက်တဲ့အခါမှာအပြစ်ကိုပဲတူထီးပေါ်ပြတာမဟုတ်ဘူးလှုပ်တင်လှုပ်ထိုက်တာကိုလည်းပေါ်ပြတာဖြစ်ပါတယ်ဗါတယ်လေလှုပ်တင်လှုပ်ထိုက်တာကိုလည်းပေါ်ပြတာဖြစ်ဖြစ်ပါတယ်ဥပမာတနာချင်းဖြောက်မှတ်ချင်းဖြစ်ဆောင်ရွက်ချင်း ဘုရားအမှုတော်ဆောင်ပါဝင်ခြင်းစသဖြင့်ဒီຢာတွေကိုလည်းဘုရားသခင်တိုးထိပါတယ်။တန်ရှင်တော်ဝိညာဉ်တော်ကဒီຢာတွေလှုပ်ဖို့တိုးထိပါတယ်။ဘာမှမလုပ်နိုင်တော့မှကျွန်တော်တို့ဒီပါလေအမှုတော်မြတ်မှာပေးလူဖို့တိုးထိခံရတတ်ပါတယ်တခါတလေလေ။တခါတလေကျွန်တော်တို့နှုတ်ပတ်တော်ကိုနားထောင်ရင်းနဲ့တန်ရှင်တော်ဝိညာဉ်တော်ကတိုးထိတယ်အထဲမှာကျွန်တော်အထဲမှာတိုးထိတယ်။ဒီအမှုတော်မြတ်မှာပါဝင်ပါဆိုရင်မှတိုးထိလာတယ်။ဆိုဒီအမှုတော်မြတ်မှာပါဝင်ရမယ်ငါမှဒီလိုပတ်စံဒီလိုရှိတယ်ဒီလောက်ပါဝင်မယ်ဆိုတော့မှနှလုံးသားထဲမှာတူတီခံရတဲ့အခါမှာ လုံးဝလုံးဝမမမမပယ်ဖြက်လိုက်ပါနဲ့အဲ့ဒီရဲ့တိုးထိချင်းကိုလုံးဝဥပိ္ခာမလုထားပါနဲ့မမေ့ထားပါနဲ့အမြန်လှုပ်ဆောင်ပါဒါပန်ရှင်တော်ဝိညာဉ်တော်တင်းနှလုံးသားထဲမှာတိုးထိခံရတဲ့အခါမှာတင်းအမြန်လှုပ်ဆောင်ပါတခါတလေကျွန်တော်တို့ဒီလိုမျိုးဖြစ်တတ်ဆရာတယောက်တရားဟောတဲ့အခါမှာဒီလိုဒီလိုဟောဒီလိုဒီလိုဟောတဲ့အခါမှာကျွန်တော်တို့ကစိတ်ထဲမှာတော်တော်လေးတိုးထိမိတယ်ဩတိုးထိပေမဲ့ဒီဆရာကပေးလူပါလို့မပြောပေမဲ့ အေးပေးလူပါလို့မပြောဘူးနော်ဒီဆရာကပေးလူပါလို့လုံးဝမပြောဘူးဒါပေမဲ့နှလုံးသားထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကအဲ့လိုတူထီခံရတဲ့အခါမှာအဲ့လိုရှိတတ်တယ်ကျွန်တော်မှအဲ့လိုဖြစ်တယ်ကျွန်တော်ကိုယ်တိုင်အဲ့လိုဖြစ်တယ်တခါလေကျွန်တော်ကျွန်တော်လည်းတရားစီစဉ်နားထောင်ပါတယ်ကျွန်တော်ဟောပဲဟောတော့မဟုတ်ဘူးတရားစီစဉ်လည်းလိုက်နားထောင်ရတယ်ကျွန်တော်ကိုယ်တိုင်လည်းအာ Facebook ပေါ်မှာနားထောင်တာတို့ဒီပါလေ TV မှာနားထောင်တာတို့လှုပ်ရတယ်ကျွန်တော်တို့လည်း ပြီးရင်စာတွေလိုက်ဖတ်တာတို့ကျွန်တော်တို့လုပ်ရတယ်မဟုတ်ရင်ကျွန်တော်တို့ဟောပဲဟောနေရင်ကျွန်တော်တို့မှာအဝင်မရှိအထွက်ပဲရှိနေတယ်ဆိုရင်ကျွန်တော်တို့အသက်တာလည်းမကြီးထွားနိုင်ဘူးဒါကြောင့်အမှုတော်ဆောင်တွေလည်းကျွန်တော်တို့ဒီပါလေဝိညာဉ်အစာရှာစားရတယ်ဟုတ်ပါတယ်ကိုယ်တိုင်လည်းကျူးရသလိုကိုယ်တိုင်လည်းလိုက်ရှာစားရတယ်ကောင်းတဲ့ဟာတွေကိုရှာစားပြီးတော့မှကိုယ်ရှာစားတဲ့ဟာကောင်းတဲ့အရာတွေကိုပြန်လဲချကျူးရတယ်တိုးတွေကိုဆိုတော့ကျွန်တော်တို့နားထောင်ရင်းနဲ့ ကျွန်တော်တို့အထင်းမှာတန်ရှင်တော်ဝိညာဉ်တော်စကားပြောလာတယ်ရှိတယ်ဒီနေရာမှာပါဝင်လိုက်ပါနင်ပါဝင်နိုင်တာပဲနင်နှက်နိုင်တဲ့လောက်ငွေကြီးနဲ့ဒီမှာပါဝင်လိုက်ပါအဲ့လိုတုတ်ထိခံရတဲ့အခါမှာကျွန်တော်ချက်ချင်းဆုံးဖြတ်ပါတယ်ကျွန်တော်ချက်ချင်းဆုံးဖြတ်တယ်အဲ့ဒါကောင်းကြီးပဲဘုရားသခင်ကောင်တုတ်ထိတယ်ဘုရားသခင်ကောင်ပေါ်ပြတယ်ဆိုတော့ဒါကောင်းကြီးမင်္ဂလာလမ်းပဲဆိုပြီးမှချက်ချင်းကျွန်တော်ပါဝင်တယ်ငွေကျွန်တော်တတ်နိုင်တဲ့လောက်ငွေကြီးနဲ့ချက်ချင်းလွဲပေးလိုက်တယ်ပါဝင်လိုက်တယ်အဲ့ဒီဆရာကဟိုငွေကြီးလိုတယ်ဆိုမှကျွန်တော်စီမှာလာပြီးတော့မှ ပေါင်းတာမဟုတ်ဘူးနော်အလူခံတာမဟုတ်ဘူးလုံးဝလုံးဝအဲ့လိုမျိုးမလုပ်ဘူးတမင်အလူလာခံတဲ့သူကိုကျွန်တော်တို့စိတ်ထဲမှာတိတ်မတိုးသိဘူးတကယ်ပြောတာအာလာပြီးတော့မှဆရာကြီးကျွန်တော်တို့ဒီလောက်လူတယ်ဒီလောက်လူတယ်အဲ့လိုမျိုးပြောတဲ့သူကိုကျွန်တော်ကတိတ်မတိုးသိဘူးတန်ရှင်ကျွန်တော်မတိုးသိတာမဟုတ်ဖခင်ကကျွန်တော်အဲ့လောက်မတိုးသိတာဒါပေမဲ့အလူဘလောက်လူတယ်ဆိုပြီးမှလာဝေငါတဲ့သူမဟုတ်ဘဲနဲ့ဖခင်စကားကိုပဲဝေငါနေတဲ့အခါမှာကျွန်တော်တို့ကသူလိုအပ်တဲ့အရာကိုသူတင်ပြတဲ့အခါမှာဒီဟာဒီဟာလှုပ်ရှားရှိတယ်ဒီလိုဒီလိုလှုပ်ရှားရှိတယ်ဒီလိုဒီလိုလိုအပ်တယ်လို့ 都不要来看嘛，见到路啊。但是呢，我跟你讲，也都提前我看一下的。七千速度八万来的，八万来看嘛，培养的看下，见到路高级别的。阿妹，大家见到看下背景呢，可以等下在那哪趟里头吃到你一个马龙马龙，等下在那哪趟赢的阿姆罗密嘛，八万步都去看一下，你龙王龙王。 ဲ့ဒီအရာကိုမပယ်ဖြတ်လိုက်ပါနဲ့အဲ့ဒီရဲ့တိုးထိခံရခြင်းကိုအိုးပိခါမပြုတ်ပါနဲ့အမြန်ဆောင်ရွက်ပါအဲ့ဒီဟာဘုရားသခင်ကရှင်းရှင်းလင်းလင်းသူ့ကိုသင်ရဲ့နှလုံးသားထဲမှာတကယ်ဖြစ်ခြင်းတဲ့ဆန္ဒပါဝင်ခြင်းတဲ့ဆန္ဒအဲ့လိုဖြစ်ပေါ်လာစေတယ်ဆိုရင်အမြန်ပါဝင်ပါအမြန်ပါဝင်ပါအဲ့ဒီတိုးထိပြီးတဲ့နောက်ပိုင်းမှာမှကျွန်တော်တို့ပါဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်စိတ်မပါတော့ဘူးမပါဝင်ခြင်းတော့ပတ်စံကိုနှမျောလာတယ်ဟုတ်တယ်နော်ငါတလောက်ပါဝင်လို့ရလာပဲဆိုပြီးမှစဉ်းစားတဲ့အခါမှာ တန်ရှင်တော်ဝိညာဉ်တော်ကတင့်ကိုတူထိနေတဲ့အခါမှာအမြန်လှုပ်ဆောင်ပါအဲ့ဒါကောင်းကြီးလန်းဖြစ်တယ်နော်ကောင်းကြီးလန်းဖြစ်တယ်ပါဝင်ရမယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်တန်ရှင်တော်ဝိညာဉ်တော်တူထိမှပါဝင်ပါလို့ကျွန်တော်ပြောတာဖြစ်တယ်ကျွန်တော်အထဲမှာတန်ရှင်တော်ဝိညာဉ်တော်ရှိတယ်လေအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကတင့်ကိုပါဝင်ဖို့ရန်အတွက်တူထိတဲ့အခါမှာအာအသိန်းတော်အတွက်ငါဒီလိုလေးပါဝင်လို့ရတာပဲအမှုတော်ဆောင်အတွက်ငါဒီလိုလေးပါဝင်လို့ရတာပဲဒီဆရာအတွက်ငါဒီလိုလေးပါဝင်လို့ရတာပဲဟာဒီ ်ဒီဘာလဲမိဘမဲ့ဂေဟာအတွက်ငါထဲမှာတိုးထီးချင်းခံရတယ်ပေါ်ပြချင်းခံရတယ်အဲ့ဒီမိဘမဲ့ဂေဟာကိုငါတလောက်ပေးလူလို့ရတာပဲအဲ့လိုမျိုးတိုးထီးချင်းခံရတယ်ဆိုရင်အမြန်လှုပ်ဆောင်ပါအမြန်လှုပ်ဆောင်ပါအချင်းကြွားသွားလို့ရှိရင်ကျွန်တော်တို့ကငွေကိုနှမျောယူမှမပေးလူတော့မပေးလူတဲ့အခါမှာကောင်းကြီးမင်္ဂလာကမရောက်လာတော့ချစ်တော်ညီကိုမောင်မတို့ဒါကစေဖို့တပိုးနဲ့မဆိုင်ပဲနဲ့တီးတက်ပေးလူချင်းတစ်ခုကိုကျွန်တော်ပြောပြတာဖြစ်တယ်စေဖို့တပိုးကတော့ကျွန်တော်တို့အ ਨੇ ဆုံးပေးလူမှုဖြစ်တဲ့အတွက် ကျွန်တော်တို့ဝင်ငွေရှိတိုင်းရှိတိုင်းတူထိနေရမှာဖြစ်တယ်ရမယ်ဝင်ငွေမရှိတော့ဘေးလူစရာမလိုပါဘူးဆယ်ဖို့တဘောကဝင်ငွေရှိမှပဲအဲ့ဒီဝင်ငွေအတိုင်းအရင်မပါအရင်မပါကျွန်တော်ဝင်ငွေဝင်လာတဲ့ထဲကနေစေပုံတပုံကိုကျွန်တော်တို့ဘယ်မှာတရားသေးနာခံယူနေတယ်လဲအဲ့ဒီတရားသေးနာခံယူနေတဲ့နေရာမှာထောက်ပံ့ရတာဖြစ်တယ်ဆိုတာကျွန်တော်ခွန်အားပေးခြင်းတယ်ဟုတ်ပြီတူထိပေါ်ပြမှုရရှိပြီးတော့မှလိုက်နာဆောင်ရွက်မှုမရှိဘူးဆိုရင်ဖျားရှိမှာ အချီနီဖြစ်တယ်လို့ကျွန်တော်ခွန်အားပေးချင်တယ်ဆိုတော့တို့ထီပေါ်ပြမို့လို့ပြောလိုက်တဲ့အခါမှာကျွန်တော်နှစ်ပိုင်းကိုပေါ်ပြသွားတယ်နံပါတ်1တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်အဲထဲမှာရှိတဲ့အခါမှာတို့ထီပေါ်ပြလာတဲ့အရာတွေက မားမယ်နော်မားမယ်နော်ဆိုတဲ့အရာကိုတို့ထီပေါ်ပြတယ်โอเคကျွန်တော်အပြစ်လုပ်တော့မယ်မဟုတ်တာတွေလုပ်တော့မယ်မကောင်းတာတွေတွေးတော့မယ်မကောင်းတာတွေပြောတော့မယ်ဆိုရင် တန်ရှင်တော်ဝိညာဉ်တော်ကအပြစ်လုံးမိမှာဆိုလို့တတိပေးတယ်ချက်ချင်းလှောက်ဆောင်ပါချက်ချင်း ဒုတိယတစ်ခုကကျွန်တော်ပြောတယ်ဘုရားအမှုတော်မှာပါဝင်ဖို့တူထီလာတယ်ဘုရားအမှုတော်မြတ်မှာပေးဆက်ဖို့တူထီလာတယ်အဲ့ဒီတူထီလာတဲ့အရာကိုလေချက်ချင်းလှုပ်ဆောင်ပါချက်ချင်းလှုပ်ဆောင်ပါတန်ရှင်တော်ဝိညာဉ်တော်တင့်တူထီလာတဲ့အားလုံးကတင့်အတွက်ကောင်းကျိုးအတွက်ဖြစ်တယ်ဟာလေလုယာတင့်ကိုကောင်းကြီးပေးခြင်းလို့ဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကကျွန်တော်အထင်းမှာရှိနေတယ်ဆိုရင်ကျွန်တော်တို့တူထီချင်းကိုတေချာခံပြီးတော့မှခံယူပြီးတော့မှ ပေါ်ပြခြင်းကိုတေချာခံယူပြီးတော့မှအဲ့ဒီပေါ်ပြခံရတဲ့တူတိခံရတဲ့အတိုင်းလုပ်ပါလို့ကျွန်တော်ခွန်အားပေးသွားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာကျွန်တော်တတိတစ်ခုပေးခြင်းနဲ့အခုခေတ်မှာဘုရားသခင်ကောက်ပေါ်ပြတယ်ဘုရားသခင်ကောက်ပေါ်ပြတယ်တန်ရှင်တော်ဝိညာဉ်တော်ကောက်စကားပြောတယ်ဆိုပြီးမှပရိုဖလဲလျှောက်ပြောလာတဲ့သူတွေအများကြီးရှိပါတယ်။အဲ့ဒါကိုတော့တတိထားပါ။ တန်ရှင်တော်ဝိညာဉ်တော်ဖော်ပြတယ်လို့ပြောလိုက်တဲ့အခါမှာနှုတ်ကပတ်တော်နဲ့ကိုက်ညီနေရပါမယ်။နှုတ်ကပတ်တော်နဲ့မကိုက်ညီတဲ့အရာတွေအားလုံးကတန်ရှင်တော်ဝိညာဉ်တော်ဖော်ပြတာမဟုတ်ပါဘူး။မတန်ရှင်တဲ့ဝိညာဉ်တော်ဖော်ပြတာဖြစ်မှာပါ။စာတန်ဖော်ပြမှာဖြစ်မှာပါ။ဟုတ်ပြီနော်။ဒါကြောင့်ဖျားငါ့ကိုဖော်ပြတယ်ဆိုမှရှက်ရှော့မပြောပါနဲ့။ဥပမာယောက်ျားလေးတယောက်ကမိန်းကလေးတယောက်လာပြောတယ်ဆိုပါစို့။ဖျားသခင်ငါ့ကိုဖော်ပြတယ်။တင့်စီမှာလာပြီးမှချစ်ရေးစကားပြောဖို့တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ဖော်ပြခံရတယ်။ဒါကြောင့် အမြန်အဖြေပေးပါလို့ဒီယောက်ျားလေးကပြောတယ်ဆိုပါစို့မင်းကလေးကလည်းဘလို့ပြန်ဖြေမလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကလည်းငါ့ကိုဖော်ပြတဲ့နင့်ကိုညင်းပယ်လိုက်ပါဆိုမှပြောလိုက်တယ်။ဒါဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ကတစ်ချိန်ထဲမှာ opposite တယောက်ကိုအမားဖော်ပြတယောက်ကိုအမှန်ဖော်ပြတယောက်ကိုဘာဖြစ်လဲမီးလို့ဖော်ပြတယောက်ကိုရေလို့ဖော်ပြအဲ့လိုအဲ့လိုမျိုးစန့်ကျင်ဘက်ဖော်ပြတာရှိသလားမရှိပါဘူးချစ်တော်ညီကိုမောင်မောင်တို့ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဖော်ပြပါတယ်ဆိုတဲ့စကားကိုလွယ်လွယ်အသုံးမပြုပါနဲ့လွယ်လွယ်အသုံးမပြုပါနဲ့ ဟုတ်ပြီနော်တန်ရှင်တော်ဝင်တော်ကောက်ဖော်ပြတယ်ညီတို့ဒီလိုလုပ်ပါဒီလိုလုပ်ပါပြောရတာလွယ်တယ်နော်တကယ်မဟုတ်ဘူးဆိုလို့ရှိရင်ဘုရားသခင်တင့်ကိုဆုံးမလိုက်မယ်ကျန်းစာနဲ့မညီဘဲနဲ့ရှောက်မပြောပါနဲ့ဒါပေမဲ့ခုနကျွန်တော်ပြောတဲ့အမှုတော်မြတ်မှာပါပေးပါလူပေးဝင်ခြင်းအမှုတော်မြတ်မှာပေးလူခြင်းပါဝင်ခြင်းနောက်ပြီးတော့မှအပြစ်ကိုပါဖြစ်လေကျွန်တော်တို့ရှောင်ရှားခြင်းအဲ့ဒါကတော့တမန်ကျမ်းစာထဲမှာဖော်ပြပြီးသားဖြစ်ပါတယ် တန်ရှင်တော်ဝိညာဉ်တော်ဖော်ပြခြင်းထဲမှာကျမ်းစာထဲမှာအဓိကဖော်ပြတာအဲ့ဒါပါပြီးသားဖြစ်တယ်။ဒါကြောင့်အခုတင့်ကိုအဲ့ဒီအရာဖော်ပြနေတယ်ဆိုရင်လည်းမမားပါဘူး။ဒါကိုတော့ကျွန်တော်တို့တတိထားစရာဖြစ်ပါတယ်။တန်ရှင်တော်ဝိညာဉ်ဖော်ပြတယ်ငါ့ကိုဒီလိုဖော်ပြတယ်ဆိုတဲ့အရာတိုင်းကိုမယုံပါနဲ့။ကိုကိုတိုင်တန်ရှင်တော်ဝိညာဉ်တော်ရဲ့စကားကိုနှုတ်ကပတ်တော်အားဖြင့်လိုက်နာတတ်တော်သူများဖြစ်စေပါဆိုပြီးမှခွန်အားပေးရင်လည်းဒီမှာပဲညှိကုံချုပ်ပါတယ်။နုကပတ်တော်အားဖြင့်ဘုရားသခင် အားလုံးကိုတကယ်အလင်းပြပါစေ နာခံနိုင်သောနှလုံးသားကျွန်တော်တို့ပြုပြင်ပေးပါစေ အသက်တာမှာကျွန်တော်တို့အားလုံးအတွက်ခီမိ၍တည်ဆောက်เสียဖြစ်ပါစေဆိုရင်းနဲ့အားလုံးကိုကောင်းချီးပေးရင်းနဲ့ဒီမှာပဲညှိကုံချုပ်လိုက်ပါတယ်အသက်ရှင်တော်နှုတ်ဘတ်တော်ကိုနားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်